Minglaba Trim Paris. Paris မှာနေရင်းနဲ့ကိုကိုကိုပျောက်ဆုံးနေတာကိုပြန်လဲရှာဖွေနေတဲ့ဗကြီးဆရာမတယောက်ပါဒီနေ့တော့ကမ္ဘာအကြီးဆုံးပြတိုက်ကြီးမှာသွားပြီးတော့ရှာဖွေမယ် The Louvre The Louvre The Louvre Paris မှာနေတဲ့ဗကြီးလဲဆွဲတဲ့ဗကြီးအကြောင်းတွေပြတိုက်တွေအကြောင်းကိုပြောနေပြီးတော့ The Louvre ကိုခြံထားခဲ့ရင်တော့ဒီ channel ကပြည့်စုံမှာမဟုတ်ဘူးဒီနေ့ကမ္ဘာအကြီးဆုံးပြတိုက်ကြီးဖြစ်တဲ့ The Louvre ကိုသွားကြမယ် ီနေ့ကအားလုံးသိတဲ့မိုနာလီစာအကြောင်းတော့ပြောမှာမဟုတ်ဘူး။သူ့ရဲ့ကဘာကျော်အပြုံးလေးကိုနောက်မှကြည့်ကြမယ်။အလဲလာတဲ့သူတွေတောင်းနေကြနေရာတွေကိုကြော်ပြီးချူရဲ့ဖန်တီးမှုကဘာနဲ့ပုံနှိဆက်တဲ့ပြပွဲတစ်ခုကိုတောင်းမယ်။ Louvre Couture အနုပညာနဲ့ fashion အကြောင်းပြပွဲကောင်းစဉ်က object the object the mode ဒီပြပွဲမှာဘာမှမဆိုင်ဘူးလို့ထင်ခဲ့တဲ့အနုပညာနဲ့ fashion ကြားကဆက်နွယ်မှုတွေကိုတွေ့ရမယ်။ဗကြီးဆရာစီစန်းကပြောဘူးတယ် လူပြရရငါတို့အတွက်လေးလာရမယ့်စာအုပ်ကြီးပဲတဲ့အခုဒီစာအုပ်ကြီးကပကြီးဆရာတွေဘုဘူးဆရာတွေတင်ကိုမကဘဲနဲ့ဒီတစ်ခါ fashion designer တွေကိုပါအားဖြစ်ပေးနေတယ်လူပြရိုက်ကကြီးလွန်းလွန်းပြထားတာတွေကိုတစ်ခုစက္ကန့်30ပဲကြည့်ရင်တော့ရပောင်း100ကျောင်းကြည့်ရလိမ့်မယ်ကိုကတော့ရပောင်း100ကျောင်းမနေနိုင်ဘူးဒီတော့အပိုင်းလိုက်ခွဲပြီးလေးလာရတယ်ဒီနေ့ episode အတွက်ကတော့ loof control ပြပွဲထားတဲ့အခန်းကိုသွားမယ် သူအခန်းဆိုတာထဌာနတစ်ခု department လေးတစ်ခုလို့ပြောရင်ပုံမှန်မယ်ဒီပြပွဲတစ်ခုတည်းသွားခဲ့တာတော့မှနှစ်နာရီလောက်ကြာခဲ့တယ်ဒီဌာနမှာပြထားတာတွေကပကြီကားတွေမဟုတ်ဘူး decorative art လို့ခေါ်တဲ့လှလှပပနေထိုင်ခြင်းအမှုပညာတွေအကြောင်းဆိုလိုတာကအရင်ခက်ကခန်းခန်းနားနားနေထိုင်ခဲ့တဲ့အသုံးအဆောင်အခန်းပစ္စည်းဒါတွေရဲ့အမှုပညာကိုပြတာ ပြတိုက်ဆိုတာပတိကားတွေမြင်ရတာမျိုးမဟုတ်ဘဲနဲ့တမိုင်းတွေကလူသားတွေရဲ့ဖန်တီးမှုမျိုးစုံကိုကြည်ရင်ခစ်တွေအခြေအနေတွေကိုလေ့လာနိုင်တာမျိုးလူ့ပြတိုက်ကိုလာပြီးဆိုရင်လူတော်တော်များများရောက်တာနဲ့မိုနာလီဇာစီတန်းပြေးကြတယ်မိုနာလီဇာအင်တာနက်မှာရှာရင်လည်းဗီဒီယိုတွေအများကြီးချက်လက်တွေအများကြီးဒါပေမဲ့လူ့ရဲ့ဒီအပိုင်းလေးကဖတ်ထားတဲ့ယန္တနာလေးလိုပဲသူ့ကိုကြော်သွားရင်မော့ဆန်တဲ့အလှတရားတွေမတွေ့လိုက်ရပဲလွတ်သွားလိမ့်မယ်ဒီတော့အတူတူသားကြည့်အောင် ပြပွဲကိုရောက်ရင်ပြရိုက်ထဲဝင်လာနဲ့မတူဘဲနဲ့ရုတ်တရက်နပိုလီယန်3ရဲ့အိမ်ခန်းထဲကိုရောက်သွားတယ်လို့ပဲနပိုလီယန်3ဆိုတာက1852ကနေ1880အထိအုပ်ဆိုးခဲ့တဲ့ပြင်သစ်ဧကရာဇ်သူ့အိမ်ဟာဇိမ်ခန်းပစ္စည်းတွေကိုပြသထားတာနေရာတိုင်းမှာလဲရွှေတွေနဲ့သူအုပ်ချုပ်ခဲ့တဲ့အချိန်ကစံကန်းအင်ပါယာလို့ခေါ်တယ်။သူခေတ်ကစင်ဆွဲထွန်းထူထားတဲ့လက်ရာတွေ၊နောက်ပြီးတော့ Renaissance ခေတ်ကရတနာတွေ၊လက်ဝတ်လက်စားထည့်တဲ့ဘူးတွေ၊အသုံးဆောင်တွေ အနုစိတ်လက်ရနဲ့ကော်စော်ကြီးတွေနောက်ပြီးပရိဘောကမှန်စီရွှေချမီးဆိုင်တွေအားလုံးကဗာဆိုင်နန်းတော်ကြီးလိုပဲဒီနန်းတော်အကြောင်းကိုလည်းပြင်သစ်သမိုင်းမှာအရေးကြီးလို့တရရရကြရင်ဒီချာလေးပြောပြမယ်အခုပြပွဲကိုဒီခန်းနာထွက်ပါမှုတွေကြားထဲမှာကြည့်ရမှာပြပွဲလေးရလောက်ထတာတော်လေးစမ်းတတယ်ဒီ Ocotro Fashion ပြပွဲက Loop ပြရရဲ့ပထမဆုံးလုပ်တဲ့ Fashion လက်ရပြပွဲဘရင်တွေ Acrid တွေရဲ့အခန်းတွေမှာ ဒီယောဂါဝင်နဲ့ရှန်နောဒီဇိုင်းနဲ့ဘလန့်စီယာကအဝတ်စားတွေကိုတွေ့ရမှာကဘာနှစ်ခုကိုရောထားတယ်လို့မျိုးပေါ့အန်ဩစရာဒီပေါင်းဆက်မှုကမျက်စိထဲမှာကန့်လန့်ကြီးဖြစ်မနေဘဲနဲ့အတော်လေးလိုက်ဖက်နေတယ်ဖက်ရှင်နဲ့ဒီအသုံးဆောင်တွေအခန်းတွေကအားပြိုင်မနေကြအောင် သူတို့ကတယောက်နဲ့တယောက်အတွဲညီတဲ့ဇုံတွဲလေးလို့ပြောရမယ်ပြထားတဲ့ယာရီအားလုံးကလိုက်ဖက်ညီညီပေါင်းဆက်နေကြတာပြာကန်းထဲမှာကြည်နေတဲ့တွေးမိတာ အရင်ကသူတို့လူမျိုးကိန်းကြီးကန်းကြီးနိုင်တဲ့ကြီးကျယ်တဲ့ဝေဒပန်မှုတွေကြားခဲ့ရတယ်။ဒီအခန်းထဲကအသုံးဆောင်တွေကိုမြင်လိုက်တော့မှဒီပြပွဲကြီးကိုမြင်လိုက်တော့မှဩဒါကြောင့်ဟိုဆိုပြီးသဘောပေါက်သွားရတယ်။ဒီပွဲကစုစုပေါင်းစတူရန်မီတာ6000ကျယ်တဲ့ဖက်ရှင်ဒီဇိုင်း65မျိုးပြထားတယ်။အရှိရောမအင်ပါယာခေတုံကရွှေတွေပိုးရယ်တွေနဲ့ကြော်ကြားတဲ့ဗိုက်စန်တာအင်ပါယာကနေပြီးတော့ဒီနပိုလီယန်3အုပ်ချုပ်တဲ့စကန်အင်ပါယာအထိ ဒီအချိန်တုန်းကပစ္စည်းတွေကြားထဲမှာပြထားတာချူးတွေးလိုက်တာ fashion ဆိုတာခက်စားတဲ့ရေပန်းစားတဲ့ trend တွေထပ်ပေါ်တယ် fashion ဆိုတာတမိုင်းကိုအထည်ထဲတွဲချုပ်ထားတဲ့အမှုပညာပဲဒါရီအားလုံးရဲ့အစားအစောဆုံး Perry Fashion တမိုင်းကို share ဗီဒီယိုထဲမှာပြောထားတယ်မကြည့်ရသေးရင်ကြည့်လိုက်ပါအောင်နော်နည်းနည်းရှိပေမဲ့သူ့ကိုသိရင်နောက်ပိုင်းပိုနားလည်လာပါလိမ့်မယ်ဒီပြပွဲမှာ fashion နဲ့အမှုပညာကိုရည်ရွယ်ချက်ရှိရှိရှင်တွဲပြထားတယ်ရှင်ပြလိုက်တော့မှသူတို့နှစ်ခုရဲ့တူညီတဲ့အချက်တွေကိုပိုးမြင်လာရတယ် လမ်းမှုပညာအလှဆင်မှု အသေးစိတ်အာရုံစိုက်မှုဆိုတဲ့အခြေခံအချက်တွေကအတူတူပဲလူပြရရဲ့စူဆောင်းမှုတွေမှာ fashion လောကရဲ့ဩဇာလွှမ်းမှုတွေကိုလည်းတွေ့ရမယ် Jack Dusey, Marion Carvan တို့လိုမျိုး fashion လောကအကြုံမော်တွေကသူတို့ရဲ့စူဆောင်းမှုတွေကိုပြန်ပြီးတော့လူဒန်းတာတွေပြပွဲမှာပြဖို့ငှားထားတာတွေကြောင့်ဒီနေ့မြင်ရတဲ့ပြပွဲကြီးကိုအခုလိုတွေ့နေရတာ True နေနဲ့ကတော့အဝတ်ထည်တွေပိတ်စာတွေဒီဇိုင်းတွေကိုဆွဲလန်းနေသူဆိုတော့အေယာမမှုဘော်ရီရဲ့လမ်းလျှောက်နေရတယ်လို့ခံစားရရတယ်။ ။အဲ့ဓာရီကိုကြိုက်လွန်းလို့လဲပကြီကားတွေထဲမှာကိုကြိုက်တာတွေထည့်ဖန်တည်ထားတာ။ဒီပြပွဲကတချို့ idea လေးတွေလည်းပကြီဆွဲရင်ပြန်အသုံးချကြလာတယ်။ဒါမှမဟုတ်ပကြီဆွဲတဲ့ထဲထည့်မဆွဲပြင်းရင်တော့မှကိုပြပွဲဖွင့်ပွဲမှာဝင်မဲ့ဝစ်စားမှာပဲဖြစ်ဖြစ်ပေါ့။မြမအနုပညာရှင်တယောက်အနေနဲ့ဒီပြပွဲဟာကိုယ်ကိုစဉ်းစားမိစေတယ်။မြမရင်ကျိမှုမှလည်းအထယ်ရီယာရိုးရိုးထယ်ရီမဟုတ်ဘူး။ လူရန်စာဒေတာကိုပိုင်လက္ခဏာဆိုရဲတံပိုးတွေအချက်လက်တွေအများကြီးပါဝင်နေတယ်။ဒါရီယိုကြည်ရင်လည်းမြမထဲရီလည်းဒီလိုပြပွဲတွေလုပ်တင်နေလို့ထင်မိတယ်။ဒါပေမဲ့မြမပြည်မှာတော့ဒီလိုတမိုင်းဝင်ပစ္စည်းတွေကိုနည်းနည်းလိလူရှုထားကြသလိုပဲချင်းရီကြောင့်လည်းပါမှာပေါ့လေ။ဘသူမှဖန်ပီရိုလေးတဲ့ထဲမိအောင်ထားပြီးတံမိုးထားပြတတ်တာတိတ်မတွေ့အောင်တနေ့မှဖြစ်လာဖို့တော့မျှော်လင့်နေပိုကောင်းတဲ့အနာဂတ်အတွက်ဒါလေးကိုလည်းထည့်စင်စားဖို့တော့လိုတယ်။ ကဲနောက်တစ်ခန်းကိုတော့မယ်မေးမယ်ဆိုတာကြိုသိလို့မိုနာလီဇာစီလည်းရောက်ခဲ့ပါတယ်လို့မြ мян ပြုံးမြ мян ဓာတ်ပုံရိုင်းမြ мян နှောက်ဆက်တရရက်တော့သူ့အကြောင်းနဲ့ပြလိုက်ကတခြားလက်ရတွေအကြောင်းနဲ့ဗီဒီယိုလုပ်ပြီးတင်လိုက်ပါအောင်မယ်ဒါပေမဲ့အခုတော့မဟုတ်သေးဘူးဒီနေ့ကတော့မိုနာလီဇာစီတွားပြီးတော့နှုတ်ဆက်ရင်းလမ်းတစ်လျှောက်မှမြင်ရတဲ့အမှုပညာတွေကိုရှုစားလိုက်ပါအောင်နော် ဒီနေ့ပြပွဲဟာအမှုပညာနဲ့ fashion ဆိုတာနိုင်ငံရေးချမ်းသာကြွားမှုအာနာအလှပဒါရီအားလုံးရဲ့ကြားထဲမှာတစ်ခုနဲ့တစ်ခုအမြဲထင်ဟန်နေကြတာတွေ့ခဲ့ရတယ်။ဒီမှာရက်နေရင်လည်းသမိုင်းကြောင်းတစ်ခုလုံးကိုလန်လောကြည့်နေတယ်လို့ခံစားရတယ်။ချူနဲ့တူကြည့်ရတဲ့သူတွေလည်းဒီလိုခံစားမိမလားတော့ပြောတတ်ဘူး။အဲ့လိုဖြစ်မိလား။နောက်ဆုံးအနေနဲ့မိကွန်းတစ်ခုမေးချင်တယ်။ကိုရိုးရဲ့ဝစ်စားတွေကိုရိုးရဲ့အမှုပညာတွေကိုနောင်လာနောင်သားတွေကြည့်တဲ့အခါဘယ်လိုဇလန်းတွေမြင်ကြမလဲ။ အဆောင်ထိကြည့်ရှုပေးရတော့ကျေးဇူးများအစ်တင်ပါရယ်နောက်တစ်ပတ်တွင်မှပြန်လည်ဆောင်ထိကြပါမယ်အာဗီယန်တိုအွန်ဘွာ